ရီယယ်မက်ထရီဟာဘာစီလိုနာအတွက်တော့ငဲနိုင်လို့တော့ဖြစ်နေပြီရီယယ်မက်ထရီအတွက်ကတော့ဘာစီလိုနာဟာငဲကြောင်ကြီးလို့ဖြစ်ခဲ့ရပြန်ပြီလို့ဆိုကြပါတယ်။ဘာကြောင့်ဆိုရင်တရားစီဆုံးတွဲမှုမှာတချိန်တစ်ခါမှဘာစီလိုနာအသင်းကိုရီယယ်မက်ထရီအသင်းအနေနဲ့အနိုင်ယူထားနိုင်ခြင်းမရှိတဲ့အတွက်ကြောင့်ပါပဲ။ဘာစီလိုနာအတွက်တော့ရီယယ်မက်ထရီအသင်းဟာငဲနိုင်လို့ဖြစ်နေခဲ့ပြီးတရင်တို့ထားခင်ရင်တော့အနိုင်ရနိုင်ခဲ့တယ်လို့ဖြစ်နေခဲ့တာပါ။တရားစီဘာစီလိုနာနဲ့ရီယယ်မက်ထရီအသင်းတို့ထိတိုက်တွေ့ဆုံမှုဟာပြီးခဲ့တဲ့ညကပွဲစဉ်အပါအဝင်၄ချိန်တည်းရှိခဲ့ပြီး၄ချိန်စလုံးကိုဘာစီလိုနာအသင်းကပဲအနိုင်ယူထားခဲ့တာဖြစ်ပါတယ်။ ဘိုင်ဆိုနာအသင်းအနေနဲ့ရီယယ်မက်ထရီအသင်းကိုအနိုင်ယူလို့ရမယ်တိလို့ကိုအနိုင်ယူနေခဲ့ကြသလိုဖြစ်နေခဲ့ပြီးရီယယ်မက်ထရီအတွက်ကတော့အနောက်နောင်ဘာကာဆိုတဲ့အတန်ကိုကြားရင်အလွန်လွန်နေသွေးပြက်နေခဲ့ကြမယ်ဒီမှာရင်နေပြဟန်စီဖလစ်လက်ထက်မှာဘိုင်ဆိုနာအသင်းဟာရီယယ်မက်ထရီအသင်းကိုအနိုင်ယူပြထားခဲ့တာဖြစ်ပြီးယာဒီမဆာကင်ယာဒီတို့ခြေစွမ်းပွဲအဖြစ်ကစားခဲ့စဉ်ကဘိုင်ဆိုနာအသင်းဟာရီယယ်မက်ထရီကိုအနိုင်ယူပြထားခဲ့တာပါလာလီဂါမှာပေးပွဲအစဉ်အဖြစ်ကစားခဲ့ကြတဲ့ပွဲအစဉ်မှာလည်းဘိုင်ဆိုနာအသင်းဟာရီယယ်မက်ထရီအသင်းကိုဘာရီဗျူးကွင်းကြီးထဲမှာ၄ဂိုးပြည့်ဆိုတဲ့ရလနဲ့အနိုင်ယူထားခဲ့တယ်လို့စပိန်ဆိုပါဖလားဘောလုံးပွဲမှာလည်း၅ဂိုး၂ဂိုးဆိုတဲ့ရလနဲ့အတူ ရယ်မက်ထရစ်ကိုနောက်ကောက်ချခဲ့ကြပါသေးတယ်။ဘာစလောနာအသင်းအတွက်ကတော့ရယ်မက်ထရစ်အသင်းအားဒီအာဒီမှာငယ်နိုင်အသင်းတစ်သင်းလို့ဖြစ်နေခဲ့တာဖြစ်ပြီးပြီးခဲ့တဲ့ညကလည်း3ဂိုး2ဂိုးဆိုတဲ့ရလနဲ့တူရယ်မက်ထရစ်အသင်းကိုအနိုင်ယူပြီးဘာစလောနာအသင်းဟာစပိန်ကိုပါတယ်ဖလားကြီးကိုသိမ်းပိုက်သွားခဲ့ကြပါပါတယ်။ဘာစလောနာအတွက်ကတော့ဒီအာဒီဒုတိယမြောက်ဆိုလာဖြစ်ခဲ့ပြီးနှစ်သင်းစလုံးကလည်းအန်ကလက်စီကိုပြိုင်ဘက်တွေဖြစ်ကြသလိုနှစ်သင်းကြားကချန်ပီယံဆုတိုက်ပွဲတွေဆိုတာကလည်းတော်တော်လေးပြင်းထန်ခဲ့ကြတာပါ။ ပြီးရင်ညကလည်းပွဲကတော်တော်လေးကိုစုညံသွားခဲ့တယ်လို့အပြန်အလှန်သွင်းကိုတွေကိုလည်းမြင်တွေ့ခဲ့ကြရပါတယ်။ပွဲစား28မိနစ်မှာပဲညတောင်ပန်ကနေဘောလုံးဆွဲပြေးလာခဲ့တဲ့လာမိုင်းရော်မေကကွင်းလယ်ကနေပြေးတက်လာခဲ့တဲ့ပက်ထရီရှိတဲ့စီကိုဘောလုံးကိုထိုးပေးလိုက်တဲ့အချိန်မှာစပိန်သားလူငယ်ရီယယ်မက်ထရစ်အသင်းရဲ့အေရီယာထိပ်ကနေအပြင်းကန်သွင်းပြီးဘာစီလိုနာအတွက်ဥဆောင်ကိုစတင်ရယူပေးသွားခဲ့ပါတယ်။ဒုတိယပိုင်း60ကော်မတီဒီတကောကော်မရှင်ရဲ့ဘာစီလိုနာလို့ဥဆောင်ထားခဲ့ပေမဲ့မိနစ်80ရောက်မှာတော့ရီယယ်မက်ထရစ်အသင်းအတွက် MBP ကပြိုင်မဲ့အေရီယာထိပ်ကနေရရှိလာတဲ့ပြည်တယ်ဘောကိုပြင်သင်သားတိုက်စစ်ကစားမကကန်သွင်းယူခဲ့ပြီးခြေပါကိုသွင်းယူသွားခဲ့တာပါ။ ချီပါကိုရန်သွားခဲ့တဲ့ရီယယ်မန်ထွင်ဟာအားတက်သွားခဲ့ပြီးစတိုင်ဆိုလိုဥဆောင်ကိုပါထပ်မံရရှိသွားခဲ့ကြတာပါအဆိုပါကိုတော့ချီဝါမန်နီကသွင်းယူပေးသွားခဲ့တဲ့အတွက်ရီယယ်မန်ထွင်အသင်းကနှစ်ဂိုးတစ်ဂိုးနဲ့ပြန်လည်ဥဆောင်သွားခဲ့ကြပါတယ်နှစ်ဂိုးတစ်ဂိုးနဲ့ဥဆောင်ထားတဲ့ရီယယ်မန်ထွင်အသင်းဟာဒီတစ်ခါတော့ဘာစီလိုနာကိုနောက်ကောက်ချပြီးကိုပါဒေရီဖလားကြီးကိုစုခိုးသွားတော့မလားဆိုပြီးထင်မှတ်ခဲ့ကြတာပါဒါပေမဲ့လည်း84မိနစ်ရောက်မှာဘာစီလိုနာအတွက်ဖာရန်တော်ရက်ကပြန်လည်ချီပါသွားခဲ့တဲ့အတွက်မိနစ်90အတွင်းတပန်တကုတ်စီတီရလည်းထွက်ပေါ်သွားခဲ့ပါတယ် ဒါကြောင့်လည်းအချိန်မော်မနီ30ဆက်လက်ကစားခဲ့ရမှာညာနောက်ခံကစားမှဖြစ်သူဂျူခွန်ဒီက136မိနစ်မှာပဲဘာစီလိုနာအတွက်အနိုင်ကိုကိုရယူကစပိန်ကိုပါတေးပလာဂျီကိုဘာစီလိုနာအသင်းအတွက်အကိုင်မြောက်သွားခဲ့ကြတာပါ အစောပိုင်းပွဲစဉ်ရဲ့ပွဲပြီးကန်လေးမှာတော့ကွင်းလေတိုင်ဖြစ်သူနဲ့ Real Madrid ရဲ့အရန်ကုန်မှာလူစားလဲချင်းခံထားတဲ့ကစားသမားတချို့တွေပြဿနာတွေဖြစ်သွားခဲ့ကြပြီးကွင်းလေတိုင်ရဲ့အနီးကပ်ပြားတဲ့မိတ်ဆက်ချင်းကိုခံသွားခဲ့ရပါတယ်။အစောပိုင်းအနီးကပ်ပြဿနာကလည်း Mbappe နဲ့ Barcelona တို့ကစားသမားတို့ဘောလုံးရှင်လို့ရမှာ Mbappe ကမျက်နှာကိုလက်နဲ့ရိုက်မိတယ်လို့ဖြစ်သွားခဲ့တဲ့အတွက်ဒိုင်လူကြီးကပြည်တယ်ပေါ်သတ်မှတ်သွားခဲ့တာပါ။အဲ့လိုမျိုးဒိုင်ဖြစ်သူရဲ့ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး Real Madrid ကစားသမားတွေကဒိုင်ဖြစ်သူကိုဝိုင်းဝန်းဝေဖန်ဆဲဆိုမှုတွေပြုလုပ်ခဲ့ကြတာကဝင်းမင်းနာမှာရန်တွေးခဲ့ကြတဲ့အတွက်ဒိုင်လူကြီးကအနီးကပ်ပြားတွေပြသွားခဲ့တာဖြစ်ပါတယ်။ အရင်ကရင်ထားလာပြီဒိုင်ဂိုပစီနဲ့ထားပေါက်ခဲ့တဲ့အထိ Real Madrid အသင်းသားတွေကတော်တော်လေးကိုတောင်းကျန်ခဲ့ကြတာပါဒါကြောင့်လဲတရားရင်ဟိုနေကလောကမှာ Real Madrid ကြောက်တာဘယ်အသင်းမှမရှိဘူး Barcelona ကလွဲလို့ပေါ့ဆိုပြီးတော့ပြောသွားခဲ့တာပါအခုတော့ Barcelona က Spain Super Bla Spain Copa del Plata တို့ကိုစုခိုးသွားခဲ့ပြီး La Liga နဲ့ Champions League တို့ကိုရယူနိုင်ခဲ့မယ်ဆိုရင်တော့ဖလားလေးလုံး Champion အဖြစ်အောင်ဝဲခံသွားနိုင်တော့မှလည်းဖြစ်ပါတယ်